အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျဲမုံညင်ချင်းချက်လေးချက်စာဖြစ်လို့လူနည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်ကျဲမုံညင်ချင်းလို့ကိုအတွက်ကျဲရင်ဘုံသားလေးတွေကိုတုံထားပါတယ်အရင်ဆိုသေချာလေးရေဆေးထားတဲ့ကျက်သားတွေကိုပွားပွားရှိရှိလေးတွေလာလိထားပေးလိုက်ပါတယ်

ဒါကတော့တနေလှန်ပြရလာတဲ့စက်သားလေးတွေပါ။ကြက်ရင်ပုံသား၃ခုကိုအများကြီးရပါတယ်နော်။နောက်တစ်နေ့ကျမှမနေ့ကနေလှန်ထားတဲ့စက်သားလေးတွေကိုစီနဲ့လာကြောပေးထားလဲပါတယ်ရှင်။ စ်သားကြော်ထားတာလေးနဲ့အစစ်သေးဖြစ်ပြီးဆိုရင်တော့ဈေးကနေအစ်စ်ဝင်လာတဲ့မုံကြီးချင်လေးနဲ့ရောပြီးလာကြောပေးထားလိုက်ပါတယ်။မုံကြီးချင်ကိုတော့ကိုယ်တိုင်လွတ်နိုင်ရဲ့အကောင်းဆုံးပေါ့နော်။ကျမကတော့ဈေးကဝယ်လာပြီးအလွယ်လေးပဲချက်လိုက်ဖြစ်ပါတယ်ရှင်။ တနေလှမ်းထားတဲ့ကြက်သားကြော်ရဲ့အရသာဆိတ်ဆိတ်လေးနဲ့မုံညင်းချင်ရဲ့ချစ်ချစ်ဆက်ဆက်အရသာလေးကလေအရန်ကိုလိုက်ဖက်ပြီးတော့စားလို့ကောင်းပါတယ်နော်မုံရင်ချင်တဲ့ကြက်သားကြော်လေးတွေကိုနှက်သွားအောင်ရောမွေပြီးသွားရင်တော့ကျမတို့ရဲ့ကြက်သားမုံရင်ချင်ချက်လေးရပါပြီရှင်။ပါဝင်ပြည့်စုံနှမျိုးတဲ့နဲ့လို့ရလဲလွယ်ကူတာမို့လိုင်းလို့စားကြည့်ကြပါဦးနော်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။